မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာပြည်လွတ်လပ်မှုအချုပ်အခြာနဲ့အောက်မအထက်သို့ Federal စနစ်စရိအကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်စစ်မျက်နှာများပြားမှစစ်ကောင်စီစက်ကျင်အင်အားစုတွေအောင်ပွဲတွေနဲ့အတူမြန်မာနိုင်ငံမရေမရာဖြစ်နေပါတယ်ဗမာဂျပန်နဲ့ဗြိတိရှာကိုလိုနီခေတ်တွေနောက်ပိုင်းလူမျိုးစုပြည်နယ်များကိုပိုင်ပြတ်ထန်ခွင့်အတွက်အကောင်းဆုံးခွင့်လန်းဖြစ်ပါတယ်တရားဝင်ယုံကြည်လက်ခံနိုင်တဲ့စစ်ကောင်စီစက်ကျင်အင်အားစုတွေကိုထောက်ခံခြင်းဖြင့် American ပြည်ထောင်စုနဲ့အခြားအနောက်အင်အား ကြီးနိုင်ငံတွေကတရုတ်နဲ့ရုရှားဩစာကိုကန့်သတ်ရင်လူမျိုးရေးတိုက်ပွဲကိုကူညီနိုင်ပါတယ်။ အခုပွင့်လင်းရာသီအတွင်းစစ်မျက်နှာအများပြားမှာဆက်လက်တိုက်ခိုက်ခြင်းကနိုင်ငံအတွက်အဆုံးဖြတ်ပြီးနိုင်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီကနိုင်ငံရဲ့ထက်ဝက်အောက်ကိုသာထိန်ချုပ်နိုင်မှာတော့တယ်။စစ်ကောင်စီတပ်တွေကစိတ်သက်သာစနေပြီးဆက်လက်ရှုံ့နိနေပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီကနိုင်ငံရဲ့ထက်ဝက်အောက်ကိုသာထိန်ချုပ်နိုင်မှာတော့တယ်။2023ခုနှစ်မှာ2029ခုနှစ်စစ်စင်ရေးစတင်ချိန်နောက်ပိုင်းမှာတအားမျိုးသားလူမျိုးရေးတက်မှာတော့ DNL နဲ့ ၎င်းရဲ့မဟာမိတ်ကိုကန်နဲ့အခြားတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများ EAO တွေကရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်လာရှိုပါဝင်ကျေပြန့်တဲ့ပိုင်နက်တွေကိုစစ်ကောင်စီအောက်မှလွတ်မြောက်စေပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် UPSLF DNL ကအခြားတိုင်းရင်းသားလူမှုအတိုင်းဝန်းနေတဲ့တိုင်းပင်ညှိနှိုင်းပြီးတကြောင်ပြီး ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနေပါတယ်။တောင်ပိုင်းမှာကရင်ပြည်နယ်မှာလက်နက်ကင်နဲ့လူမှုအခြေပြုအဖွဲ့အစည်းတွေရဲ့တပ်ပေါင်းစုတစ်ခုကအားလုံးအကျုံးဝင်တဲ့အောက်ခြေမှာအထက်ကိုအုပ်ချုပ်ရေးပုံစံအသင်းကရင်ပြည်နယ်တိုင်းမင်ကန်ကောင်စီ KSCC ကိုထူထောင်ထားပါတယ်။တချိန်ထဲမှာအမျိုးသားညီညွတ်ရေးဆိုရာ NUG က၎င်းရဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုအလဲပိုင်းမြင်းနေဒေသမှာစူးစီးနေပြီးအရခတ်တတော်အေးနဲ့ကရင်မျိုးသားစည်းရုံး KNU ကဲ့သို့သောအဓိကကြတဲ့ EO တွေကထိုးစစ်ဆင်ရေးတပ်တွေကိုအာရှအဝေးပြင်လမ်းတစ်လျှောက်စူးစီးနေ ပါတယ်။မြောက်ပိုင်းမှာကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ကအောင်ပွဲများဆက်လက်ရနေပြီးတရုတ်နယ်စပ်မှာကမ္ဘာအရေးပါတဲ့မြေရှားသတ္တုတိုင်များကိုသိမ်းပိုက်ပါတဲ့အနောက်တောင်ပိုင်းမှာရခိုင်မကျောင်းပူတဲ့စည်ရင်းအောင်မြင်မှုတွေရရှိပြီးတဲ့နောက်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုလွတ်မြောက်စေပြီးအေအေကရပ်တန့်ခြင်းမရှိဘဲအရှိတ်ကိုဆက်တိုးနေပြီးနေပြည်တော်နဲ့နီးကပ်လာပါတယ်။အေအေက confront trade စနစ်ကိုရှုံချပြီး federal စနစ်ကိုဆက်လက်ကတိပြုနဲ့အခြား EAO အများစုတက် လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာကိုပိုအာရုံစိုက်ပါတယ်။ဒါပေမဲ့အခြား EU တွေကြားမှာ Federal စနစ်ကိုအထက်မှအောက်ကိုချမှတ်ပြီးစမဟုတ်ဘဲတစ်လွင်ပြီးအောက်ခြေမှာအထက်ကိုဖြစ်သွားတဲ့ Federal စနစ်လို့နားလည်ကြပါတယ်။အဓိကပါဝင်ပတ်သက်သူတွေက Federal စနစ်ထက်ကျော်လွန်ပြီးတိုင်းရင်းသားနိုင်ငံတွေရဲ့အချုပ်အခြာအာဏာနဲ့လွတ်လပ်ရေးတောင်းဆိုမှုစီကိုရွေးရှားနေကြပါတယ်။စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာအဲ့ဒီဝိုင်းရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကအရေးပါတဲ့အံပွဲတွေရရှိကြပါတယ်။နိုင်ငံရေးကောင်ဆောင်တွေကလုံးဝလွတ်လပ်ရေးတောင်းဆိုရမှာတခါတရံသတိထားတတ်ကြပါတယ်။ဒီလို ို့အိမ်မက်တွေကလက်တွေမကြကြောင်းနိုင်ငံတကာအကြံပေးတွေကပြောထားတာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အထက်ကဖော်ပြပါအဖွဲ့အစည်းတွေကလွတ်လပ်ခွင့်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်စိတ်ပိုင်းဖြတ်ထားကြပြီးအမေရိကန်ပြည်ထောင်စုနဲ့အခြားအနောက်နိုင်ငံများနဲ့အလို့တရားမဟာမိတ်များဖြစ်ပါတယ်။ ၎င်းတို့ကအရေးပေါ်အထောက်အကူလိုအပ်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာနဲ့ထိုင်းမှာအခြားဒုက္ခသည်တွေအပါအဝင်ပတိပကရီကြောင့်နေရဆွန့်ခွာရသူလူလီတန်းကျော်အတွက်အကူအညီလိုအပ်ပါတယ်အကူအညီတွေကို EU ဘက်မှဌာနတွေနဲ့ဆက်ဆက်အေဂျင်စီတွေကဖြန့်ချိထားပါတယ်ဥပမာအားဖြင့် KNU ကစစ်ဆောင်များမှလုတ်ကင်နေတဲ့ရှမ်းရင်ပြီးစွမ်းဆောင်ရရှိတဲ့လူမှုတိုင်ဝန်အခြေပြုအဖွဲ့အစည်းမှတက်စင် Free Burma Ranger အဖွဲ့မှတက်စင်ကျောင်းထောင်လျာကျော်နဲ့စီကန်းနဲ့စင်ယုံ120ကျော်ကိုစီမံနေပါတယ်အစားအစာစေဝါနဲ့ပညာရေးအကူအညီ င်ပြင်အတိကစိုးရင်စရာတစ်ခုကစစ်ကောင်စီကအရက်သားများတောင်းများစင်းရုံများဖျားတောင်းများနဲ့ဖုန်ကြီးတောင်းများကိုအမြောင်များဒရုန်းများနဲ့လေကြောင်းတိုက်ခိုက်မှုများမှာကာကွယ်ပေးဖို့အပါဝင် လုံခြုံရေးဖြစ်ပါတယ်စစ်ကောင်စီကိုဆက်လက်ချိန်မုံဖို့အတွက်စစ်ကောင်စီစန့်ကျင်အင်အားစုတွေကခဲရန်နဲ့မြေပြင်မှာလေကြောင်းကာကွယ်စနစ်များအပါဝင်တိုင်းရိုက်စင်ရေးအကူအညီလိုအပ်နေပါတယ်တော်လိုင်းအင်အားစုတွေကမြေနေဒေသတွေကိုဆက်လက်သိမ်းပိုက်ပြီးစစ်တပ်ရဲ့လက်နက်ထုတ်လုပ်တဲ့စစ်ရုံတွေကိုထိန်းချုပ်နိုင်မှာကပြည်ရင်းထုတ်ခင်းရဲများနဲ့ပြည်တင်းနိုင်မှာဖြစ်ပါတယ်ဒီချိန်ထဲမှာ ်မြန်မာနိုင်ငံမြောက်ပိုင်းမှာတရုတ်ကအင်အားကြီးမာတဲ့ EU အများပြားကအုပ်ချုပ်တဲ့အဆောင်ရှောက်ခံဖက်ဒရယ်နိုင်ငံတော်ငယ်ကိုထူထောင်ထားပါတယ်။ အဲ့ဒီ EAO တွေကနိုင်ငံရေးနဲ့စည်ရေးပြဿနာတွေမှာမကြာခဏညှိနှိုင်းဆောင်ရွက်ကြပါတယ်။တရုတ်ဆိုရရင်လက်ဝေခံများဒါမှမဟုတ်ထောက်ပံ့ခံများဖြစ်တော့လေအဲ့ဒီအဖွဲ့အစည်းကကိုယ်ပိုင်ဆုံးဖြတ်ခွင့်အတိုင်းအတာတစ်ခုရှိပြီးအိမ်နီးချင်းအင်အားကြီးနိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုကိုခုခံလိုကြပါတယ်။မြောက်ပိုင်းဒေသအများအပြားကစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကိုထောက်ခံပံ့ပိုးပေးကြပါတယ်။တရုတ်ရာဇဝတ်ကိုင်းတွေရဲ့ဩဇာကိုနိုင်ငံတော်မှအများအပြားစစ်ကောင်စီမဟာမိတ်လက်နက်ကိုင်များထိန်းချုပ်ထားတဲ့ဒေသများမှာအွန်လိုင်းဝင်လေလုပ်ငန်းများနဲ့ကာစီနိုများမှာအထင်အရှား ရှားတွေ့ရပါတယ်စစ်ကောင်စီစန့်ကျင်ရေးအင်အားစုတွေကအဲ့ဒီလိမ့်လဲပြီးလူခွင့်ရေးချိုးပေါက်တဲ့လုပ်ငန်းတွေကိုရှင်းလင်းပြဖို့ကတိပြုပါတယ်မြန်မာစစ်တပ်ကလုံလုံလည်လျားပြုတ်ပွဲပွဲမရှိဘဲတရုတ်နဲ့ရုရှားထံမှစည်ရေးထောက်ပံ့ဆက်လက်ရနေပါတယ်ဒါပေမဲ့စစ်ကောင်စီကစစ်နိုင်အောင်မတိုင်နိုင်တော့ပါဘူးစစ်ကိုဘလို့အဆုံးသတ်မှလည်းနေမြန်မာကနောက်မှဘသူကအုပ်ချုပ်မယ်ဆိုတာကိုအာယုံဆိုင်ခြင်းထက်ပုံမကောင်းမွန်နေမိကွန်ကအမြင့်တိဖြစ်ရဆက်ဖြစ်မလဲဆိုရင်မိကွန်ဖြစ်ပါတယ်ဗဟိုချုပ်ကိုင်နေမြန်မာနိုင်ငံတော်ကပုံရိပ်ပုံရိပ်တစားစီပြုတ်ကွဲလာနေပြီးမြည်တိစစ်အစိုးရဓမ္မ မို့ဒီမိုကရေစီအစိုးရအောက်မှာမှစုစည်းညီညွတ်မှုပြန်လည်ရရှိတော့မှာမဟုတ်မြန်မာကိုတစုတစီနဲ့ပြန်လည်ဖြစ်စေဖို့လွန်စွာအချိန်နှောင်းသွားမိဖြစ်ပါတယ်။ ဘဟုနိုင်ငံတော်အစိမ့်စိမ့်မှမှာကွဲခြင်းကိုရာသီဥတုပြောင်းလဲမှုရဲ့ဆူရွားတဲ့ရိုက်ခတ်မှုတွေကပုံမှုဆူရွားစေမှာဖြစ်ပါတယ်။ဒီရာသီဥတုပြောင်းလဲမှုရဲ့ရိုက်ခတ်မှုတွေကိုနိုင်ငံအစိမ့်ပိုင်းအများစုမှခန်းစားနေရပြီဖြစ်ပါတယ်။အပူချိန်မြင့်မားခြင်းမြင့်များရေလွှမ်းမှုခြင်းနဲ့အသက်မွေးဝမ်းကြောင်းများပြိုလဲမှုအခြေအနေကပုံမှုကမောက်ကမဖြစ်ပြီးမျောလင့်ချက်ကင်းမဲ့လာအောင်ဆူရွားပဲရှိပါတယ်။စစ်အာဏာသိမ်းကာလအလုံးနိုင်ငံရေးအစီအမံတွေကအချို့အစားမညီပြီးမြေပြင်မှာမတူညီတဲ့အခြေအနေတွေကိုထင်ရှားမှာဖြစ်ပါတယ်။ယူနစ်တစ်ခုစီရဲ့ကိုပိုင်အုပ်ချုပ်ရေးလက်တွေ့အချုပ်အခြာ အာဏာကိုအခြေခံပြီးရော့ရဲတဲ့ Confederate မဟာမိတ်ဒါမှမဟုတ်ကွန်ရက်တကူထွက်ပေါ်လာနေပါတယ်။ဒီ unit အများပြားကကာလကြာမြင့်ပြီးဖြစ်တဲ့တိုင်းသားပြည်နယ်များနဲ့ထောင်နေလူမှုအတိုင်းဝန်တွေကိုကိုးစားပြုပါတယ်။နိုင်ငံရေးနံပါတ်မှာဒေါက်တာဖက်ဒရယ်စနစ်နဲ့အတူကာလကြာမြင့်စွာဆွေးနွေးနေတဲ့အောက်မထက်ကိုတည်ဆောက်ထားတဲ့ Federal တပ်တော်ဖွင့်ပေါ်တိုးတက်မှုနဲ့အပြိုင်ဖြစ်နေပါတယ်။ EO တခုစီနဲ့အခြား unit တွေကကိုပိုင်အုပ်ချုပ်ခွင့်ဆက်လက်ထိန်းသိမ်းထားပြီးစစ်စင်ရေးအတွက်ညှိနှိုင်းမှဖြစ်ပါတယ်ဒီအချိန်ဒီမှာအနောက်အင်အားကြီးနိုင်ငံတွေကလွတ်လပ်မှုနဲ့အခွင့်အရေးကိုဂတိကဝတ်ပြုတဲ့အလားအလာရှိရဲမိဖက်ကိုရှာသင့်ပြီး၎င်းတို့အခွင့်အာဏာအောက်မှာလူမှုအတိုင်းဝန်တွေအတွက်စောင့်ရှောက်မှုကိုပြသပါတယ် တရားဝင်ပြီးယုံကြည်ရတဲ့စစ်ကောင်စီစတင်အင်အားစုတွေကိုထောက်ခံခြင်းဖြင့်အမေရိကန်ပြည်ထောင်စုနဲ့အခြားစေတနာရှင်တွေကတရုတ်နဲ့ရုရှားကိုကန့်သက်ပြီးမြန်မာမှာလူမျိုးရေးတပ်ပွဲကိုကူညီနိုင်ပါတယ်။မြန်မာကပဋိပက္ခမှာရှင်သန်ရုံးကံပေါ်နဲ့စစ်ကောင်စီကိုနှိကုံချုပ်ဖို့လူသားချင်းစာနာမှုအကူအညီလေးချောင်းကာကွယ်စနစ်များနဲ့စည်ရေးအထောက်ပံ့အရေးပေါ်လိုအပ်နေပါတယ်။ဒီကိစ္စကအလွန်အကုန်ကြမြန်မာမဟုတ် လူမှုအတိုင်းဝန်ကစက်စက်ခဏိုင်စွမ်းရှိကဒေသခံအကူအညီပေးရေးအုပ်စုတွေကထိရောက်ကြပြီးစစ်ကောင်စီစန့်ကျင်ရေးလက်နက်ကိုင်အင်အားစုတွေက၎င်းတို့ရဲ့အရေးချင်းပြည်မှုမှုကိုထူထောင်ထားပြီးဖြစ်ပါတယ်။ဆက်လက်ပြီးနောင်ချိုမှာစစ်ကောင်စီကလင်းရင်ကိုအနှိမ်ပြန်တမ်းပြီးစင်ရတနာပရိယတိစာတင်လိုက်ကိုပုံကျဲပစ်ခတ်မှုတန်ကတော့ကိုပါနယ်ပြည်သူ၅ဦးစုစုပေါင်း၁၄ဦးတေဆုံးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာစစ်ကောင်စီကစစ်လင်းရင်ကိုအနှိမ်ဆုံးပြန်တမ်းပြီးစင်ရတနာပရိယတိစာတင်လိုက်ကိုပုံကျဲပစ်ခတ်ရာတန်ကတော့ကိုပါနယ်ပြည်သူ၅ဦးစုစုပေါင်း င်းစလင်းကိုတည်ဆုံကြောင်းနောင်ချုံမြို့မှဒေသခံပြည်သူတွေကပြောပါရယ်မလ16ရက်နေ့နေ့လယ်9:26မိနစ်ခန့်ချိန်ကစပီးစကောင်စီရဲ့တိုက်လေရင်ကအနိုင်ဆုံးပြန်တက်ပြီးနောင်ချုံမြို့စင်ရတနာပရိယတီစာတဲ့တိုက်ကိုဘုံကျဲပြခတ်ခဲ့ကြောင်းဘုံလေးလုံးနှစ်ကျင်းချဲချပြီးလင်းရင်ပေါ်မှာစတနတ်နဲ့အတွဲလိုက်နှစ်ကျင်းပြခတ်ခဲ့ကြောင်းအစိုးရပြခတ်မှုကြောင့်စင်ရတနာပရိယတီစာတဲ့တိုက်မှာတန်ကတော့9ပါးနဲ့ပြည်သူ9ဦးတည်ဆုံကြောင်းသိရပါရယ်လေရင်ကိုနှိမ့်နှိမ့်လေးပြန်ပြီးပြည်သူတွေကိုစစ်ပေးရှောင်နေမှတည်ရနဲ့တမင်ကိုရှိရပြီးလူသက်သွားတယ်တန်ကတော့9ပါးပြန်လုံတော်မူ တဲ့တန်ကတော့ကိုပါမှကိုရင်ရှိပါနဲ့ဦးစင်တပါပါပါတယ်စစ်ပေးရှောင်းပြည်သူ9ဦးနဲ့တေဆုံနေစုစုပေါင်းက14ဦးတေဆုံနေလို့နောင်ချုံမြို့မှာပြည်သူတောင်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။